ရဲ့တောင်ကြာတယ်သူမာကြီးလေကိုကဖြေသိမ့်ရတာဗောနော်ဒါသူစကားအရသာမြန်မာလူမျိုးတွေကတရားနဲ့ဖြေပါဖြေပါပြောတာပါတကယ်ပြီးပြီးခင်နေရရင်လည်းဝင်ကြည့်ဘယ်ဖြေလို့ရနော်ဟိုမြန်မာစကားပုံရှိတယ်လေဟိုသားသမီးတွေကမိဘတွေကွယ်လွန်သွားရင်ဟိုကိုယ့်ရဲ့ချွေတောင်ကြီးပြူတယ်ပြောတာဟုတ်တကယ်တမ်းကျတော့လေဒီသူ့ရဲ့အမေနေရာနေကြည့်သားသမီးဆိုပြီးနဲ့ဘူးဘူးလို့ဖြစ်တာသူ့အမေအတွက်ကတော့ ရွှေတော်ကြီးပြုတ်လို့အဲ့လိုဖြစ်တယ်ခုချိန်နေအောင်မယုံလားသူသူရုပ်လောင်းလဲကြည့်ကျင်တယ်တကယ်ရောဟုတ်ရဲ့လားတကယ်ရောဆုံးလာတာပေါ့အဲ့ဒါလေးလဲအတီးပြီးရောအတီးပြုတ်ကျင်တာပေါ့နော်အခုလူတွေလည်းအရင်များတော့တကယ်ရောအနာကိုကတ်လို့မရအောင်အဲ့လို ာပေါ့အခုချိန်နေအောင်မယုံငါတို့သူ့ရုပ်လောင်းလည်းကြည့်ကျင်တယ်တကယ်ရောဟုတ်ရဲ့လားတကယ်ရောဆုံးလာတာပေါ့အဲ့ဒါလေးလည်းအတီးပြီးတော့အတီးပြုတ်ကျင်တာပေါ့နော်အခုလူတွေလည်းအရင်များတော့တကယ်တော့အနာကိုကတ်လို့မရဘူးအဲ့လိုဖြစ်နေရအောင်ဟုတ်မလေးကျောင်းလောင်းခံစားရတော့ဟုတ်ခံစားရတော့အခုချိန်မှာလောင်းလည်းပြီးတော့ဒီခုတို့ငယ်ရောက်တော့လဲငါ့ကိုချို့က အဲ့လိုသူနဲ့မှာတွေ့ပြီးတော့တွေ့ကြတဲ့သူလည်းရှိတယ်လို့ငယ်ရနေမှာတဆင်ကွယ်ယူအမှတ်မိသွားတဲ့သူလည်းရှိတယ်အတွက်ဟိုပြိတက်တွေလည်းအများကြီးတိုးလာတယ်ပြီးတော့သူ့ကိုတကယ်ချစ်တဲ့သူတွေလည်းအများကြီးတွေ့ရတဲ့အခါကျအရင်လည်းဝမ်းသာတယ်ပေါ့နော်ပြီးတော့ငယ်စီမှာဆိုလည်းကုမွေတွေလည်းအများကြီးရထားတယ်နိုင်ငံခြားသူတွေရောပေါ့တော်တော်များများလေးလူကြတယ်တော်လည်းအဲ့ငယ်ဒီနေ့ကနေကျေးဇူးတင်ပါတယ်တော့ ်သားလေးတယောက်ဆုံးပါဆုံးရှုံးသွားတယ်လို့ပါပဲဥပ္ပံဘုံလို့အတွက်ကတော့လေတကယ်လဲတန်ဦးစင်ရှိတဲ့အလေးပါဒါအဖြူောင်တက္ကရကစပြီးတော့ဒါသူတို့နဲ့ကတကယ်ဟိုဆရာတပည့်ဆိုပြီးမဲ့ဇလန်းထဲမှာသာဆရာတပည့်အပြင်မှာသားဖလူတန်ဦးစင်ဖြစ်တာလေသူနဲ့ကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကအဲဒီ accident ဖြစ်မဲ့စနေနေ့ည9:00နာရီအဲကျွန်တော်နဲ့သူနဲ့အိမ်ကနှစ်အိမ်ပဲကြော်တာလေကျွန်တော်အပြင်မှာညဘက်ခွေးကြောင်းနေတော့သူက မတူးကားလေးပေါ့အစီတစ်ပြည့်မဲ့ကားလေးထုတ်လာအဲ့ဒီမှာတောင်းတဲ့တောင်းဟိုသူကစနှုတ်ဆက်တယ်ပေါ့ကိုကလည်းညင်းတဲ့ကောင်လေးပြင်မထွက်နဲ့မင်းအိမ်ုံစိုးစိုးပြန်ပါကြဆုံးမလိုက်သေးတယ်အဲအဲ့ဒါနောက်ဆုံးပြောခဲ့တဲ့အချိန်ပါငယ်ရောင်ကြာသူမာကြီးလည်းကိုကဖြေသိမ့်ရတာပေါ့နော်ဒါသူစကားအရသာမြန်မာလူမျိုးတွေကတရားနဲ့ဖြေပါဖြေပါပြောတာပါတကယ်ပြီးပြီးခင်တွေကညင်တဲ့ဝင်ကြည့် ဘယ်ဖြေလို့ရမလဲเนาะဟိုမြန်မာစကားပုံရှိတယ်လေဟိုသားသမီးတွေကမိဘတွေကွယ်လွန်သွားရင်ဟိုကိုယ့်ရဲ့ခြေတောင်ကြီးပြူတယ်ပြောတာဟုတ်တကယ်တမ်းကျတော့လေဒီသူ့ရဲ့အမေနေရာနေကြည့်သားသမီးဆိုပေမဲ့ခုထူးဘူးလို့ဖြစ်တာသူ့အမေအတွက်ကတော့ရှေတော်ကြီးပြုတ်တယ်အဲ့လိုဖြစ်ဒါသားလေးတယောက်ဆောင်သူဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆုံးမျိုးတွေနဲ့မကြုံမရသေးနဲ့တက်တန်းစီနော်ဟိုနေနိုင်ပါသေးဟိုသူ့ကိုဆုံးရှုံးရတဲ့အတွက်လည်းအရန်နှမျောသလိုသူကလည်းမိဘရှာကျွေးတဲ့တားလိမ္မာတယောက်မှုလို့ကောင်းတဲ့ဘုံဘဝဘုံဌာနကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ်